အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကြားထဲမှာလည်းအခြားအလုပ်ကိစ္စလေးတွေအရင်များနေရတဲ့ကြောင့်မလို့ဗီဒီယိုတွေမတင်ပြစ်တာတော်တော်လေးကြာသွားပါတယ်ဒါပေမဲ့တစ်ခါမှာတော့ကျွန်တော် personal reading အနေနဲ့တော့ကျွန်တော်ဆီကနေ personal မေးတဲ့ reading တွေတော့ဖြည့်ကြားပေးနေလျက်ရှိပါတယ်ကျွန်တော်မှလည်းဒီအလုပ်တစ်ခုပြင်ပါတော့အခြားဒီ professional အလုပ်တစ်ခုကလည်းကျွန်တော်မှရှိနေပါသေးတယ်အဲ့တော့ကြောင့်မလို့ ါကကျွန်တော်ကအချိန်ပြည့် tarot reader အနေနဲ့တော့ရက်တည်နေတာမျိုးတော့မဟုတ်ပါဘူးကျွန်တော်ယင်းကြီးရဲ့မိတ်ဆွေတချို့ရဲ့ကျွန်တော်စီမှာမေးကြတဲ့သူတချို့ရဲ့ပေါ့နော်အဲ့ဒီလူတွေ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဝါသနာအရာရောကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုအရာရော ပေါ့နော်ဒါလေးကိုလုပ်ဖြစ်နေတာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီခါလေးမှာကျွန်တော်ဗီဒီယိုကိုကဘယ်လောက် target ရရမလဲဆိုတာမျိုးပေါ့။ဒီလဗီဒီယိုကနှစ်ခုအဲ့အမျိုးကျွန်တော် target မျိုးတွေချထားတာမျိုးမရှိပါဘူး။ အဲကျွန်တော်အားတဲ့အချိန်အဆင်ပြေတဲ့အချိန်မျိုးမှာကျွန်တော်လုပ်ပြီးရတယ်။ကျွန်တော်စီကနေ personally မေးရလို့တော်တော်များများတော့မှတစ်ခါလေးမှစောင့်ရပါတယ်။ကျွန်တော်အဲ့ဒါလည်းအားနာတယ်ပေါ့နော်။ခါလေးမှသူကမေးရင်တချို့ကတော့လည်းချက်ချင်းမေးပြီးချက်ချင်းဖြည့်စီတင်တာပေါ့နော်။ကျွန်တော်ကတော့လည်းဒီကက်တွေနဲ့အမြဲတမ်းရှောက်သွားပြီးရပေါ့နော်။သွားလေးရမျိုးမှာပါနေရမျိုးတော့လည်းမဟုတ်ပြန်ဘူးပေါ့။ခါလေးအပြင်ရောက်နေတဲ့ဟာမျိုးမှာကျွန်တော်တက်ကတော့လည်းခက်ခဲရှိရပေါ့နော်။တချို့ကတော့လည်းချက်ချင်းမမေးလို့မဖြည့်လို့ဆိုပြီးတော့ခြေတယ်ဆိုပြီးတော့မပြောဆိုသွားတာမျိုးတွေလည်းကျွန်တော်ကြုံရပါတယ်။အဲ့အတွက်တော့ကျွန်တော်ကိုနားလဲပေးသေးတယ်။ ဲ့တော့ပထမဆုံးအနေနဲ့တော့ကျွန်တော်လုံးနေကြပုံစံတိုင်းပဲကျွန်တော်ကတ်သုံးကတ်ချထားတယ်ပေါ့နော်အဲ့ဒီကတ်သုံးကတ်ကနေပြီးတော့မိတ်ဆွေတို့ကကိုနှစ်သက်ရာကတ်ကတ်ကိုစိတ်ထဲမှာရွေးထားလို့ရတယ်ခတ်1လားခတ်2လားခတ်3လားပေါ့နော်အဲ့တော့ခတ်1ခတ်2ခတ်3ကိုမိတ်ဆွေတို့စိတ်ထဲမှာစိတ်ငြိမ်ငြိမ်လေးထားပြီးတော့ရွေးပြီးသွားပြီဆိုရင်ကျွန်တော်စပြီးတော့ reading လုပ်ပါမယ်။အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့တော့ cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကို reading ချက်လုပ်ကြည့်ပါမယ်။ cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကတော့ဒီကတ်မျိုးစာလေးကြာပါတယ်။အဲ့တော့ပုံမှန်ကတော့ကျွန်တော်ကဒီ reading ကအဟောဖြစ်တဲ့အကြောင်းမလို့ဒီကတ်ရဲ့အဓိပ္ပာယ်လေးနောက်ခံတမိုင်းကြောင်းတွေကတော့ဗီဒီယိုရမ်းချီတော့မှဆိုးရတဲ့အတွက်ကျွန်တော်ရှင်းပြနေမှာမဟုတ်ပါဘူး။အဲ့တော့ဒီကတ်ရဲ့အဓိပ္ပာယ်မှာဒီ number 1 cut ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေမှာအခုကာလအပိုင်းချမှာပေါ့နော်။အခက်ခဲကြီး ကြေတနာတွေအများကြီးရင်ဆိုင်နေရတယ်ဆိုပြီးတော့ဒီကက်ကက်ဒေဗေကနေဖော်ပြနေပါတယ်။နောက်တစ်ခုကဒါကက်အုပ်စုဖြစ်နေတယ်။နောက်တစ်ခုကနေရာဒေတာတစ်ခုကနေဒေတာတစ်ခုကိုအနေရဲ့အခက်အခဲတစ်ခုကြောင့်ကြောင်းရွှေ့သွားဖို့ရှိတယ်ဆိုပြီးတော့လေဒီကက်ကက်ဒေဗေကနေဖော်ပြနေပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဘလို့အခြေအနေမျိုးမှာပဲရောက်ရောက်ကိုယ့်ရဲ့ရင်သွေးပေါ့နော်။ကာသမီးပေါ့နော်။သူတို့တွေကိုအထူးဂရုစိုက် ြုစုပြောင်းထောင်ပေးဖို့လိုတယ်။သူတို့တွေကတစ်ချိန်မှာကိုယ့်တက်ပြင်ပြီးတော့အားပြစ်လာမဲ့လူတွေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်။အဲ့တော့ဒီကဲကဲဒိဗေကဆိုရင်တော့အခုကာလမှာတော့မိတ်ဆွေတို့ခက်ခဲကြီးပြဿနာတွေပေါ့နော်။ကျင်ဆိုင်ရတာမျိုးရှိမယ်။ဥမာခွဲစိတ်ခံရတာမျိုးတွေရှိနေနိုင်တယ်ပေါ့နော်။ဒါမှမဟုတ်အဲ့ဒီခက်ခဲတွေကကြော်လွားနိုင်မှုဆိုရင်တော့စိတ်မှာ target တစ်ခုပဲထားရမယ်။အဲ့ဒါကတော့ ကိုယ့်ရဲ့မျိုးဆက်တနည်းအားဖြင့်ကိုယ့်ရဲ့သားသမီးပေါ့နော်သူတို့တွေပေါ်မှာအဓိကအားဖြင့်တီမီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကို Twitter Q site ဆုံးမပဲ့ပြင်လမ်းညွှန်မှုပေးတင်နေဆိုပြီးတော့ကျွန်တော်အနေနဲ့ကြံပေးခြင်းပါတယ်ဒါကတော့ကတ်ဝမ်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေတပည့်ဖြစ်ပါတယ်ဒီတစ်ခါကျွန်တော်ကတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုဆက်ပြီးတော့ကြည့်ကြည့်ပါမယ်ကတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေတက်ကတော့ဒီကတ်မျိုးစားကြပါတယ်အဲ့တော့ဒီကတ်ကတ်သဘောတရားကတော့ကျွန်တော်တို့က ဘယ်ကိစ္စကိုပဲလုပ်လို့ညံ့ညတ်တတလုပ်ခဲ့ရမယ်ဆိုပြီးတော့ဒီပဲရပါတယ်ဖြစ်ကိုဖြစ်ရမယ်လုပ်ကိုလုပ်ရမယ်ဆိုပြီးတော့အစွန်းတစ်ဖက်ကြာနေတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးကကိုယ့်အတွက်အတားအဆီးဖြစ်လာနိုင်ပါတယ်အဲ့ဒီတိုင်ကျွန်တော်တို့ကညံ့ညတ်တတအချိန်အခါစောင့်ပြီးတော့တွေးတောဆင်ခြင်လုပ်ကင်နိုင်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့အောင်မြင်မှုကလှမ်းမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရရှိလာတော့မှာဖြစ်ပါတယ် အဲ့လိုကြောင့်မို့တချို့နေရာမှာကျွန်တော်အကြံပေးချင်တာကတော့လောဘမကြည့်ပါနဲ့မျက်မျက်တတ်တာပဲလှုပ်ဆောင်ပါကိုလက်ရှိကြုံတွေ့နေရတဲ့ဖြတ်တန်းနေရတဲ့အခြေအနေပေါ်မှာမျက်မျက်တတ်တာပဲတွေးတောပေးပါဆိုပြီးတော့ကျွန်တော်အနေနဲ့ကအကြံပြုချင်ပါတယ်ဒါတော့ကျွန်တော်ခတ်တူးကိုရေးချထားတဲ့မိတ်ဆွေတွေအတွက် reading တစ်ခုပဲဖြစ်ပါတယ်နောက်နောက်ခတ်3ကိုရေးချထားတဲ့မိတ်ဆွေတွေအတွက် reading ကတော့ဒီကံမျိုးစားကြပါတယ်အဲ့တော့ဒီကံမျိုးစားက ဘာကိုစားပြုလဲဆိုရင်ငွေကြေးပေါ့နော်ငွေကြေးလိုဟာမျိုးကိုကိုစားပြုတယ်ငွေကြေးနဲ့ပတ်သက်လို့မိတ်ဆွေနေနဲ့အခွင့်အလမ်းကောင်းနေရရှိလာနေပြီကိုကိုရိုင်လည်းအဲ့ဒီငွေကြေးကိုဖန်တီးနိုင်မဲ့ရရှိအောင်ပေါ်ဆောင်နိုင်မဲ့အခြေအနေမျိုးကိုရောက်နေပြီဆိုပြီးတော့ဒီကက်ကက်ဒေဗေကနေခေါ်ပြနေပါတယ်အဲ့တော့ကြောင့်မလို့ဒီကက်ကိုရေးချက်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကတော့လက်ရှိလောက်ကင်နေတဲ့အရာတွေကိုပို့ပြီးအာရုံစိုက်ပြီးတော့လောက်ကင်မှာအဲ့ဒီအရာတွေကနေပဲမိတ်ဆွေကို ငွေကြေးအဖြစ်တနည်းအဖြစ် next level တစ်ခုကိုရောက်ရှိဖို့အတွက်အခြေအနေတွေပေါ်ထွန်းနေပြီဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဒါကတော့ကျွန်တော်ပုံမှန်ပြုလုပ်နေကြ target reading နေမှာကတ်သုံးကတ်ကို shuffle လုပ်ပြီးတော့မိတ်ဆွေတို့အတွက်ကိုကတ်တွေရွေးချက်ခိုင်းပြီးတော့ဟောထားဟောပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ညွှန်နေတယ်နောက်ဆုံးအနေနဲ့ဒီကတ်သုံးကတ်လုံးမှာမူတည်ပြီးတော့ခြုံငုံသုံးသက်ပြီးတော့အကြံပေးချင်တာကတော့ ျွန်တော်တို့တွေကကိုသွားခြင်းတဲ့ target ကိုရဲရဲရင်းသွားနေဖို့လိုတယ်ဒီနေရာမှာလောဘအယံမကြည့်ဖို့အလိုအယံမကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်း ਨੇ အဲ့လိုမျိုးပုံစံမျိုးသွားလာခြင်းအပြင်မိတ်ဆွေတို့ရဲ့နာဂတ်အနေနဲ့ကငွေကြေးဥစ္စာပြင်စီးပွားရေးလူမှုရေးအစားရှိသဖြင့်ပေါ့နော်မိသားစုရေးအစားရှိဖြင့်အဆင်ပြေမှုတွေရောက်ရှိလာတော့မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးနေတယ်ပဲဒီဗီဒီယိုအသုံးသတ်လိုက်ပါတယ် ားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်